မီရိုဒီယန်ချန်နယ်ကနေကြိုဆိုပါလားဒီနေ့တော့တကယ်ကိုငွေကြီးလောကကိုလှုပ်ခါသွားစေတဲ့အကြောင်းပြောကြမယ်ဗျာဒီနေ့ရဲ့အဓိကချက်တွေကတော့အာဒေါ်လာ54ဘီလီယံကြားဟုတ်လားဗီယက်နမ်သမိုင်းမှာအကြီးဆုံးငွေလင်လယ်မှုကြီးပြီးတော့အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်ကြီးတောင်ကိုတေတန်းအစိုးရထိန်းသိမ်းရေးရရှိတဲ့ကိုတိုင်းကဒေါ်လာတန်းချီလပ်စားမှုမှာပါနေတယ်အဲဒါဒီမကဘေးဟုဈေးကွက်တစ်ခုလုံးပြုတ်ကျသွားမလားအထိဖြစ်ခဲ့တဲ့အခြေအနေတွေဟုတ်ပါတယ်ဗီယက်နမ်က Van Thin Phat VDB အင်ချိုင်မီအုပ်စုနဲ့ Saigon Commercial Bank SCB Bank တို့ပြိုလဲသွားတဲ့ကိစ္စပဲအရှိတော့အာရှတခုလုံးမှာအကြီးဆုံးငွေကြေးလင်းလယ်မှုကြီးလို့ပြောရမယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီကိစ္စကိုဘယ်လိုရှုထောင့်ခိုက်ကြည့်မလဲပေါ့လို့အရင်ပါနဲ့လုံးနဲ့စီးပွားရေးတမတယောက်ရဲ့အာရာဇဝတ်မှုကြီးလားဒါမဟုတ်စစ်နေကြီးတခုလုံးမှာအပေါဖျားတီရှိနေလို့အဲအဲ့တော့ခွင့်ကောင်းယူသွားတာလားအစိုးရရဲ့တုံ့ပြန်မှုကတော့ဒါတရားမျှတမှုလားဒါမှမဟုတ် ထိန်းချုပ်မှုကိုပြန်ရဖို့စ조사တဲ့နိုင်ငံရေးပြက်ကွက်တစ်ခုလားဆိုတော့ဒီเจ้าမျိုးအတူတူဆွေးနွေးကြည့်ကြအောင်တကယ်စိတ်ဝင်စားဖို့ကောင်းပါမို့လို့အခုပဲ Meridian Channel ကို like လို့ subscribe လို့ထားဖို့မမေ့နဲ့နော်ကဲဇလန်းရဲ့အဓိက စကောင်းကတော့ True Milan ပဲသူကလမ်းဘေးမှာအလှကုန်ရောင်းရကနေထဖြည်းဖြည်းနဲ့အင်ချမ်းကြီးလုံရန်စုကြီး VTP ရဲ့ဥက္ကဋ္ဌဖြစ်လာတာ VTP ဆိုတာကလည်းရှုပ်ချက်တင်နဲ့ဘာမှတိတ်မတိရရဲ့ Empire ကြီးပေါ့ ဒါပေမဲ့သူ့ရဲ့မန်းချက်ကပိုကြီးတယ်။ဘန်တစ်ခုလုံးကိုသူ့အိတ်ထဲထည့်ချင်တာ။အဲ့ကကတော့ Saigon Commercial Bank SCB ဘန်ပဲ။အင်းအဲ့ဒီမှာတင်စိတ်ဝင်စားစရာဖြစ်လာပြီ။ Vietnam ဥပဒေအရလူတယောက်ကဘန်တစ်ခုရဲ့ရှယ်ယာ5%ထက်ပိုပိုင်ခွင့်မရှိဘူးလေ။ဒါကိုသူကဘယ်လိုကြော်လွားတယ်လဲဆိုတော့သူ့ကိုစားရှယ်ယာရှင်ရောင်းဆောင်ပြီးအဲ nominee ပေါ့နော်80ကျော်သုံးလေ။အဲ့ဒီလူတွေနာမည်ခံပြီးတော့ရှယ်ယာတွေဝယ်စုတယ်။ အဆုံးမ SCB ရဲ့62.5%ကိုသူကနောက်ွယ်ကနေလျော့ဝတ်ထိန်းချုပ်ထားနိုင်ခဲ့တယ်။ nominee structure ဆိုတာအဲ့ဒါမျိုးပဲ။တကယ်ထိန်းချုပ်မှုအစ်စ်ကိုဖုံးကွယ်ထားဖို့သုံးတဲ့နည်းလမ်းပေါ့။ဆိုတော့ SCB ဟာသူ့အကပိုက်ဆံကြိုက်တလို့ထုတ်သုံးလို့ရတဲ့ကိုပိုင်ဘဏ်ကြီးလို့ဖြစ်သွားရော။ဟုတ်ပြီ။ပြီးတော့သူဖန်တီးခဲ့တဲ့အရစ်တစ်ဆယ် company တွေတထောင်ကျော်တောင် shell companies တွေပေါ့။ဆိုလိုတာကစားရက်ပေါ်မှာမရှိတဲ့ company ခွန်တဲ့ တကယ်လုံကန်းလေပတ်တာမဟုတ်ဘူးလိခွန်လိုပဲအထက်မှာပါမမရှိတော့ဟုတ်တယ်အခွန်တက်တက်ပဲအဲ့ဒီ company အတူတည်းနာမည်ခံပြီးတော့ချင်းငွေတွေထုတ်တာဒေါ်လာ၄၄ဘီလီယံ၄၄ဘီလီယံကျရာ SCB ထုတ်ချေထားတဲ့ကစုစုပေါင်းချင်းငွေရဲ့63ပေါင်းနီးပါးရှိတယ်မယုံနိုင်စရာပဲပိတ်ဆံကိုအရင်ထုတ်တယ်ပြီးမှစာရွက်စာတမ်းအတူတွေကိုနောက်ကနေလိုက်ပြင်ဆင်လုပ်ချတာဒါကလိမ့်လိမ့်မှုဆိုတာထက်ဝရင်စမှုလုပ်ငန်းကြီးတစ်ခုလိုကိုလက်ပတ်နေတာဗျာခဏလေခဏလေ ဒါပေမဲ့သူတို့ထဲရဲ့ညဏ်ညဏ်နဲ့ကြုံကြည့်ပဲတော့ဘယ်ဟုတ်ပါမလဲစနစ်ပတ်ကအားနေချက်ကိုလည်းကြည့်ရမယ်လीဘ ਹੁ ပိုင်းရဲ့စစ်စေးရေးအဖွဲ့ကို laptop ပြီးဝဲလိုက်တာပဲအဲ့ဒီစစ်စေးအဖွဲ့ခေါင်းဆောင်ဒုတိညာကိုတိုင်ကဒေါ်လာ9ဝိုင်းတတန် love you ထားတယ်လို့တယောက်ခုမှဝင်ခံသွားတယ်အောက်ချီကဝန်ထမ်းတွေကတတိပိအချက်ပြတာတွေကိုအပေါ်ကအရာရှိကြီးတွေကလစ်လွရှူပစ်ခဲ့ကြတယ်ဆိုတော့ဒါကကြီးကြပ်မှုအားနေတာလားတောင်းဟုတ်စနစ်ကိုတမင်တကာပစ်စည်းအောင်လုပ်ခဲ့ကြတာလားဆိုတာစဉ်းစားစရာပဲ။ ဒီအဂရိလိုက်စားမှုကပြဿနာရဲ့လက္ခဏာတစ်ခုတည်းမဟုတ်ပဲစနစ်တစ်ခုလုံးဘလောက်တောင်အလွယ်တကူချဲ့လဲလို့ရတယ်လဲဆိုတော့ကိုပြနေရအဓိကအချက်ကြီးဖြစ်နေရဟုတ်ပါတယ်စနစ်မှာအားနေချက်ရှိတာမှန်တယ်ဒါပေမဲ့ဒီလောက်ကြီးမားတဲ့ရာဇဝမှုယူကိုကြိုးကွင်ခဲ့တာအဓိကစီစဉ်ညွန်ကြားခဲ့တာက true milan ကိုရိုင်းမဟုတ်ဘူးလား तू အဲ့ဒီမှာရက်မနေဘူးလေဒုတိယလေးလံမှုကဘောင်းတယ် ဟိုရင်အကျွေးစာချုပ်တွေပေါ့အေး bone frog ပေါ့ bone ဆိုတာကတော့ကုမ္ပဏီတွေကငွေလိုတဲ့အခါအများပြည်သူကိုရောင်းတဲ့အကျွေးစာချုပ်တွေပေါ့ဒါပေမဲ့ VNPB ကဘာတန်ဖို့မှမရှိတဲ့စာချုပ်အတုတွေကိုယင်းဒီမြို့နယ်မှာ32,500ကျောင်းစီရောင်းချပြီးနောက်ထပ်ဒေါ်လာ1.3ဘီလီယံလိမ့်လိုက်သေးတယ်ဟုတ်ကဲ့ပြီးတော့ရလာတဲ့ငွေမြေထက်ကဒေါ်လာ40.5ဘီလီယံကို တရားမဝင်နီလာနဲ့နိုင်ငံသားကိုပို့ပြီးငွေကြေးခွာချမှု money laundering ပါလုပ်ခဲ့သေးတယ်။ဟုတ်တယ်ငွေမေးခွာချတာပေါ့ခြေရာဖျောက်တာ။ဒါတွေအလုံးကသူ့ရဲ့စီမံကိန်းသူ့ရဲ့ညွန်ကြားမှုမပါဘဲနဲ့ဖြစ်နိုင်ပါမလားဗျ။ရှုပ်ထွေးတဲ့ဆိုတော့လက်ခံပါတယ်။ဒါပေမဲ့အလုံးကတစ်ခုနဲ့တစ်ခုချိဆက်နေတာကိုလည်းမမေ့ရဘူးလေ။အိမ်ချိုင်မြင်ဗန်လုံးမစီတန်းထင်းထင်းရဲ့အာနာပိုင်းနီအလုံးရောထွေးနေတာ။ဒီလိုအထက်လွှတ်အချင်းရဲ့အပြန်လန်အကာအကွယ်ပေးမှုက ဒီဇာလန်ရဲ့အဓိကတွန်းအားပဲလို့ပြောရင်တောင်းရတယ်။လန်ကဒီအခွင့်အရေးကိုကောင်းကောင်းအထုံးချခဲ့တာမှန်မိမဲ့စနစ်ကိုယ်တိုင်ကဒီလိုဖြစ်ဖို့လမ်းဖွင့်ပေးထားတယ်လို့ဖြစ်နေတာကိုသူရဲ့ကြာဆုံးခန်းကလည်း drama ဆန်နေဗျ။တစ်ဆိုင်ကစနစ်အော်တိုဘားမှာဖန်ခန့်လဲရရော။တရင်ကြတာနဲ့လူတွေက SCB ဘန်စီပေးပြီးမြွေတွေအလူအရထုံးကြတယ်။ Bankrun ဖြစ်တာပေါ့။ဟုတ်တယ်အဲတုန်းကတော်တော်ကြီးရိုက်သွားတာ။ Vietnam အစိုးရအကြီးပေါ်ဝင်ထိန်ရတယ်။ SCB မပြောလဲအောင်ဒေါ်လာ24ဘီလီယံလောက်ထောက်ပံ့ပြီးကေတင်ခဲ့ရတယ်။ ဒါကဗီယက်နမ်အစိုးရလုပ်နေတဲ့ Blazing Furnace ဆိုတဲ့အကတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကြီးရဲ့အထွတ်ထိပ်ပဲ Blazing Furnace ဆိုတာကအစိုးရကအစ်စ်မစ်အရာရှိတွေနဲ့စီးပွားရေးတမကြီးရဲ့အကတိလိုက်စားမှုကြီးကိုကိမထားနေနေနေလှုပ်ရှားမှုကြီးပေါ့အင်းဆိုတော့ဒီအမှုမှာတရားခံပေါင်း86ရောက်တရားဆွဲထွန်းရတယ်ဗီယက်နမ်တမိုင်းမှာမကြုံစဘူးအကြီးကျယ်ဆုံးတရားခွင်ကြီးပဲအစိုးရဘက်ကကြည့်ရင်တော့ ဒါကသူတို့ရဲ့ပြက်သားမှုကို ပြရမယ်အချိန်ပဲလေ True Milan ကို တေးတံပေးလိုက်တာကတော့တက်ကဘာလုံးတုံလုတ်သွားစေတဲ့ဒါပေမဲ့ဒါကတရားမျှတမှုကိုတကယ်ဖော်ဆောင်တာလားဒါမှမဟုတ် um နောက်ထပ်ဒီလိုစနစ်ကိုစင်ခွန်မဲ့သူတွေမပေါ်လာအောင်နိုင်ငံကြီးအရာဟန်တာလိုက်တဲ့တရင်စကားပေးတာလားဆိုလာကတော့မေးခွန်းထုတ်เสียရပဲနောက်ပြီးထွက်ပြေးလွတ်မြောက်နေတဲ့တရားခံတချို့ကိုမျက်ွယ်မှာတရားစီရင်ပြီးပြစ်ပေးတာကရော ဘလို့အတိပဲတက်ရောက်မလဲဟုတ်ပြီနောက်ဆက်တွဲစူးကျူတွေကိုကြည့်ဦးလဲ corporate bond ဈေးကွက်ဆိုတာလုံးဝပြည့်စည်သွားတယ်ဟိုချီမင်းမြို့ကနာမည်ကြီး union square တို့ times square တို့လို့အထင်ကရာအင်ဂျာမီစီမံကိန်းကြီးတွေတောင်ရပ်ဆိုင်းသွားတယ်ဟုတ်တယ်အင်ဂျာမီဈေးကွက်ဧခဲတော်တာအရေးကြီးဆုံးကယင်းဤမြုံနံသူတွေယုံကြည်မှုပဲအဲ့ဒါပျောက်သွားတယ်ဒါက Vietnam က China Plus One မဟာဗျူဟာနဲ့ နိုင်ငံခြားယင်းဤမြုံနံမှုရဆွဲဆောင်ဖို့ကြိုးစားနေတာကိုအကြီးအကျယ်ထိခိုက်စေတာပေါ့တိကျတော့ပေါ့ CY ထိခိုက်မှုကတော့ညှဉ်းလို့မရတဲ့အမှန်တရားပဲအခုအစိုးရကစီမင်းအစ်စ်တွေထုတ်လာတဲ့စည်ရင်းစစ်ဆေးမှုတွေပို့တင်ကြမယ်ချင်းငွေစည်းကမ်းနဲ့အစ်စ်လုံးမယ်ဆိုပြီးတော့ပေါ့ဒါမဲ့အတီးကမေကွန်းကဒါတွေကတကယ်အလုပ်ထိပ်ပါမလားဆိုတာပဲအကောင့်အထက်ဖော်မှုကအရေးကြီးဆုံးပဲ ီလောက်ကြီးမားတဲ့လင်းလဲမှုကြီးဖြစ်ပေါ်လာစေတဲ့စနစ်ရဲ့အပေါက်တွေကိုတကယ်ပိတ်ဆို့နိုင်မလားဒါမှမဟုတ်အပေါ်ရဲ့ယောဂလက္ခဏာတွေကိုပဲလိုက်ကူနေတာမျိုးဖြစ်နေအောင်မလားဒီလိုတကယ်ကိုတီးတဲ့ရင်ဖူငွေကြီးလောကဇလန်ကြီးတပုတ်ထစ်ခဲ့တဲ့အရှိတောင်အရှရရဲ့အကြီးဆုံးလင်းလဲမှုစနစ်တစ်ခုလုံးရဲ့ပြည့်ရွံ့မှုတွေပြီးတော့အာနာပိုင်နဲ့တုံ့မြန်မှုတွေအကြောင်းအတော်လေးအားရပါးရဆွေးနွေးခဲ့ကြပါတယ်။နောက်ဆုံးအနေနဲ့စဉ်းစားဆရာလေးတခုခြံထားခဲ့ခြင်းပါတယ်။အစိုးရကဈေးဝက်ကိုတည်ငင်အောင်လုပ်ဖို့ ယုံကြည်မှုပြင်ရဖို့ဆိုပြီးတော့ပြင်းထန်တဲ့အရေးယူမှုတွေတုံးပြခဲ့တယ်။ဟုတ်ပြီ။ဒါပေမဲ့ဒီလိုတမနင်းလက်တိလွတ်အနာပြင်းပြင်းတုံးပြတာကယင်းနိမြွတ်နတ်နူတွေကိုစိတ်အေးသွားစေသလား။ဒါမှမဟုတ်တကယ်တမ်းအနာကဘသူလက်ထဲမှာရှိနေတာလဲဆိုတာကိုပြန်တည်ပေးလိုက်လို့ဖြစ်ပြီးတရားဝင်စီးပွားရေးလုပ်ငန်းတွေအကောမှာပါအရေးကြီးကြီးတရားလာစေနိုင်မလား။ဒါကဗီယက်တနင်စီဝိုင်းရဲ့အနာဂတ်တော့ဘလို့သတင်းစကားမျိုးပေးနေတာလဲဆိုတာကတော့ဆက်ပြီးစောင့်ကြည့်ရမယ်အထက်ပါပဲ။မနီဒီယန်မှာဒီလိုစိတ်ဝင်စားစရာဆွေးနွေးမှုတွေကိုလက်မလွတ်ရအောင် like and subscribe လုပ်ထားဖို့ထပ်ပြီးတော့ဖိတ်ခေါ်ပါစေနောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါမယ်